ပညာနာလိုင်စင်ရေးပြေဆက်မွေးဖြီဆိုရန်မိကုနဲ့ဖြီများပြဋ္ဌာန်းထားတဲ့ရင်မောင်းသူများရင်စည်းကမ်းလက်စည်းကမ်းအမေးပြေစာအုပ်ပါခေါင်းစဉ်နံပါတ်24ရင်ခွေရတွင်သတိပြုမိချက်များကြောင်းတင် जा ပေးမှာဖြစ်ပါတယ်နံပါတ်1ပြည့်ပြည့်သောအခွေကို မောင်းနေနေစဉ်သင်သည်တဲ့ကာကြီးအချိန်ကိုလျှော့ပါတဲ့ခါခွေအချိန်ကိုတိုးပါတဲ့ကငယ်အချိန်ကိုလျှော့ပြီးတည်ငြိမ်အောင် ထိမ့်ပါတဲ့အဖေကတော့ကငယ်အချိန်ကိုလျှော့ပြီးတည်ငြိမ်အောင် ထိမ့်ရမှာဖြစ်ပါတယ်နံပါတ်2 တင်ကိုယ်လိုသောနေရာအားအနည်းငယ်ကျော်သွားသောအခါတင့်နေဖြင့်ကာယီဆက်သွားပြီးနောက်ထပ်ကိုယ်နိုင်သည့်နေရာကိုရောက်မှကိုယ်ပါတဲ့ခါကွေးရရက်ပါတဲ့နောက်ပြန်ဆုတ်ပြီးကိုယ်ပါတဲ့ကန့်ငယ်ရက်ပြီးအ мян ဆွဲကိုယ်ပါတဲ့အဖြေကတော့ကာယီဆက်သွားပြီးနောက်ထပ်ကိုယ်နိုင်သည့်နေရာရောက်မှကိုယ်ရမှာဖြစ်ပါတဲ့နံပါတ်3တင်ကြော်တက်ရန်ပြင်ဆင်နေသောယင်သည်တဲ့လက်ဝဲဘက်သို့ကိုယ်ရရုတ်ရက်ချက်ပြပါကတဲ့ကာယီအချိန်လျှော့ပြီး လောဘကရက်တိုက်၍ထိုရင်ကိုဥစွာကွေ့ကွင်ပေးပါတဲ့ခါကွေးဟွန်းတံပေးပြီးထိုရင်ကိုလှင်မြန်စွာကြော်တက်လိုက်ပါတဲ့ကငယ်နေရအလုံးလောက်ရှိပါကလက်ရဘက်မှနေပြီးကြော်တက်ပါတဲ့အဖေကတော့ကာကြီးအချိန်ချော့ပြီးလောဘကရက်တိုက်၍ထိုရင်ကိုဥစွာကွေ့ကွင်ပေးရမှာဖြစ်ပါတယ်နံပါတ်၄လမ်းွေတွေသို့ကွေ့မိဆိုပါကဒီရနံပါတ်အနှိမ့်ကိုမိသည့်အချိန်တွင်ပြောင်းတဲ့သည်နည်းတဲ့ ကာကြီးလမ်းခွေတဲသူကိုယ်နေစင်းနဲ့ခါခွေလမ်းခွေနဲ့နိကနေစင်းနဲ့ကငရင်လမ်းခွေဤအလွေရင်ရှိစင်းနဲ့အဖြေကတော့ခါခွေလမ်းခွေနဲ့နိကနေစင်းမှာကီယာပြောင်းတက်ပါသည်တဲ့နံပါတ်၅လမ်းအချို့ခွေပေါင်းများစွာရှိသောလမ်းကြီးတစ်ခုတည်းသို့ဖြတ်ပေါက်နေစဉ်တင့်နေဖြင့်ကာကြီးချိန်ကိုထိတ်နိုင်ရန်ပြိနေချင်းလှွတ်ချင်းနစ်စနစ်ကိုတုံးနိုင်ပါသည်တဲ့ခါခွေချိန်နှင်းနှင်းဖြင့်မောင်းနေနေရန်ကလပ်နေနီပါကိုကျွမ်းကျင်စွာ ချိန်ဆအသုံးပြုရမှာဖြစ်ပါတယ်တဲ့ကန်းငယ်ကီယာနံပါတ်1ထိုးကအချိန်နှိမ့်၍မောင်းနိုင်ပါတယ်တဲ့အဖြေကတော့ခါကွေအချိန်နှိမ့်နှိမ့်ဖြင့်မောင်းနိုင်ရန်ကလပ်နှင့်လီဘာကိုကျွမ်းကျင်စွာချိန်ဆအသုံးပြုရမှာဖြစ်ပါတယ်နံပါတ်6ကံွယ်ကွေကိုနိုင်သောနေရာတွင်တဲ့ကာယီတင်စိတ်ကြိုက်ကိုနိုင်ပါသည်တဲ့ခါကွေမိမိရှေ့နောက်ယင်အသွာလာခြင်းမှကိုရပါမည်တဲ့ကံငယ်ဖွန့်တပေး၍အချိန်မြင့်ကိုရပါမည်တဲ့အဖြေကတော့ခါကွေမိမိရှေ့နောက်ယင်အသွာလာ ရှင်းမှကိုယ့်ရမှာဖြစ်ပါတယ်။နံပါတ်9ရေခွေ့မြည်ဖြစ်ကြောင်းချက်ပြခြင်းကိုကိုယ့်မြည်နေရာမရောက်မီအ ਨੇ စုံကွက်လအကွာတွင်ကြိုတင်ပြပါမည်တဲ့။ကာကြီးကပေတရာမီတာ30ခါခွေးကပေတရာ50 55မီတာကန့်ငယ်ကပေ50 55မီတာအဖြေကတော့ခါခွေးပေတရာ50 55မီတာကျူပြီးတော့ချက်ပြမှာဖြစ်ပါတယ်။နံပါတ်8လမ်းမကြီးလက်ရပဲရှိလမ်းတွေတဲ့သူကိုယ်ဝင်လူလင်းတဲ့ လမ်းတွေတို့မရောက်မီအချက်ပြတ်လျက်ကာကြီးအချိန်မြင့်ပြီးတော့ကြွယ်ဝင်ရပါမယ်တဲ့ခါကွေးလမ်းလက်ရဘက်တို့ကတ်မောင်းပြီးအမြန်နှုတ်ချော့ပြီးမှကြွယ်ဝင်ရပါမယ်တဲ့ကားငယ်ရရောက်ပါကချက်ချင်းကြွယ်ဝင်ရပါမယ်တဲ့အဖြေကတော့ခါကွေးလမ်းလက်ရဘက်တို့ကတ်မောင်းပြီးအမြန်နှုတ်ချော့ပြီးမှကြွယ်ဝင်ရမှာဖြစ်ပါတယ်နံပါတ်9လမ်းကွေးများကိုမောင်းနေနေစဉ်နီးစနစ်မအောင်မိကတ်တို့ထိုင်ရမြင်နေတဲ့အကကြီးလိုက်နေသားကိုကောင်းစွာမြင်ရန် ရှေ့ကိုအနေငယ်တိုးရထိုင်ရပါမယ်တဲ့ခါခွေးကတော့လိုအပ်သလိုဘယ်ဘက်သို့မဟုတ်ညာဘက်သို့ရွှေ့ထိုင်ရပါမယ်တဲ့ကားငယ်ကတော့မရွေ့ပဲခန္ဓာကိုယ်ကိုမတ်မတ်ထားပြီးထိုင်ရပါမယ်တဲ့အဖြေကတော့ကားငယ်မရွေ့ပဲခန္ဓာကိုယ်ကိုမတ်မတ်ထားထိုင်ရမှာဖြစ်ပါတယ်နံပါတ်10လမ်းခွေကိုချင့်ကနေစဉ်အမြဲတမ်းသတိပြုရမှာတဲ့ကာကြီးတင့်ရည်အချိန်နဲ့မကွေ့မီအကွာဝေးတဲ့ခါဝေးကိုယ့်ရဲ့မျက်နှာနဲ့ဤသောလမ်းနဲ့ကားငယ်တင့်ရည်ရှိမှရုတ်ရက်ပေါ်လာမိလမ်းနဲ့ ဖြစ်ရတော့ကာကြီးတင့်ကြီးအချိန်နဲ့မကွေ့မီအကွာဝေးကိုအမြဲတမ်းသတိပြုရမှာဖြစ်ပါတယ်။နံပါတ်၁၁တောင်ကျိုးလက်ဝဲဘက်သို့ကွေ့နေစဉ်တင့်ဤကားကိုဘယ်နေရာမှာထားတဲ့သတိတဲ့။ကာကြီးဘိုးခွားကို တုံ့ပြန်ရန်လက်ဝဲဘက်သို့အနီးဆုံးကပ်ပါတဲ့။ခါကွေးအကွက်ဤအလယ်နဲ့နီးကပ်စွာတဲ့။ကောင်းငယ်မြင်ကွင်းကောင်းရစီရန်လက်ရဘက်သို့နီးကပ်စွာတဲ့။အဖြစ်ရတော့ခါကွေးအကွက်ဤအလယ်နဲ့နီးကပ်စွာထားမှာဖြစ်ပါတဲ့။နံပါတ်၁၂ ။တင်သည်တဲ့ရှေ့ချီဘယ်ဘက်သို့ချိုးခွေလိုတော်လဲတင့်ချေတွင်စပင်းစီသူရှိနေလင်တင့်နေဖြင့်ကာကြီးချိန်ချောက်ကစပင်းစီသူလမ်းချိုးကိုကြော်သွားပြီးမှချိုးဝင်လိုက်ပါတဲ့အခါခွေစပင်းစီသူကိုကြော်တက်၍အလင်မြန်꿰လိုက်ပါတဲ့အခါငယ်စပင်းစီသူကိုဟွန်းတံပေး၍လမ်းတောင်းလိုက်ပါတဲ့အဖေကတော့ကာကြီးချိန်ချောက်ကစပင်းစီသူလမ်းချိုးကိုကြော်သွားပြီးမှချိုးဝင်ရမှာဖြစ်ပါတဲ့နံပါတ်7ပြည်ပြည်သောလမ်းခွေကို꿰နေစဉ် သင်သည်တဲ့မိသည့်အချိန်မှာဂီယာနံပါတ်အမြင့်သို့ပြောင်းတဲ့တည်းတဲ့ကာယီလမ်းခွေကို ချင့်ကပ်နေစဉ်ခါခွေလမ်းခွေအလဲမှာ ကငရလမ်းခွေကိုကွေ့ပြီးချိန်မှာတဲ့အဖြေကတော့ကငရလမ်းခွေကိုကွေ့ပြီးချိန်မှာဂီယာနံပါတ်အမြင့်သို့ပြောင်းတဲ့မှာသည်နံပါတ်15လမ်းမဤလက်ရပဲရှိလမ်းသွေသွေသို့ကွေ့ဝင်လို့လင်းတဲ့လမ်းသွေသို့မရောက်မီအချက်ပြလျက်ကာယီအချိန်မြင့်မီကွေ့ဝင်ရပါမယ်တဲ့ခါခွေက လက်လက်ရဘက်သို့ကပ်မောင်း၍အမြန်နှုတ်လျှော့ပြီးမှကိုယ်ဝင်ရပါမယ်တဲ့ကားငယ်ရရပ်ပါကချက်ချင်းကိုယ်ဝင်ရပါမယ်တဲ့အဖြေကတော့လက်လက်ရဘက်သို့မောင်းပြီးအမြန်နှုတ်လျှော့ပြီးမှကိုယ်ဝင်ရမှာဖြစ်ပါတယ်နံပါတ်၆သင်သည်တဲ့လက်ရဘက်ယဉ်ကျောပေါ်တွင်ရှိပြီးလမ်းစုံ၌လက်ရဘက်သို့ကိုယ်တော်မီစုပါကတဲ့သင်ကိုယ်ရမီမှာတဲ့ကာကြီးကတ်တုံးနဲ့အနည်းဆုံးရှိသောယဉ်ကျောဖြစ်သည်တဲ့ခါကိုယ်ရအပြင်ဘက်ကျသောယဉ်ကျောဖြစ်သည်တဲ့ကားငယ်ရ ရင်မရှိသောမြည်သည့်ရင်ကြောမဆိုဖြစ်ပါသည်တဲ့အဖြေကတော့ကာကြီးကတ်တောင်းတဲ့အနည်းဆုံးရှိသောရင်ကြောဖြစ်ပါသည်နံပါတ်7လမ်းဝဲကိုဖြတ်မောက်နေစဉ်သင်သည်တဲ့မြည်သည့်အချိန်၌လီဘာနင်းသည်တည်းတဲ့ကာကြီးကအကွက်ပြီးနောက်ရှေ့ဘိန်းများခြောက်တမ်းမှုရှိနေစဉ်တွင်တဲ့ခါခွေးကလမ်းဝဲမှလွတ်ပြီးရှေ့ဘိန်းများဖြောက်တမ်းလူနီဘာရှိနေစဉ်တွင်တဲ့ကားငယ်ကလမ်းဝဲကိုဝတ်ရန်လုံလောက်သောစွမ်းအားရရှိရန်အလို့ကလမ်းဝဲကိုချက်ကနေစဉ်တွင်အဖြေကတော့ကာကြီး ကွေ့ပြီးနောက်ဘိန်းများဖြောင်းနှမှုရှိသည့်အချိန်မှသာလင်လီဘာကိုနင်းသင့်ပါသည်နံပါတ်၈ရင်ကိုတဲ့လက်ရဘက်ကိုသိအခါခန္ဓာကိုယ်ကိုတဲ့ကာယီလက်ဝဲဘက်သို့လိုက်၍ဆောင်းရပါမည်တဲ့ခါကိုယ်လက်ရဘက်သို့လိုက်၍ဆောင်းရပါမည်တဲ့ကငယ်တက်တက်မတ်မတ်ထားရပါမည်တဲ့အဖြေကတော့ကငယ်တက်တက်မတ်မတ်ထားရမှာဖြစ်ပါတယ်နံပါတ်၉လမ်းဝဲများကိုချိုးကွေ့ဝင်ရောက်သည့်အခါသင်ဘာလို့မြည်နေတဲ့ကာယီ လက်နက်ပတ်လုံးဖြင့်စတီယာရင်ကိုခိုင်မြဲစွာစောက်ပန်ထားရပါမယ်တဲ့ခါကွေးရလမ်းခွေတိုင်းစတီယာရင်ကိုရုတ်ရက်ပွေ့လိုက်၍အရှိန်မြှင့်လိုက်ရပါမယ်တဲ့ကငယ်ကညာဘက်လက်ဖြင့်စတီယာရင်ကိုခိုင်မြဲစွာစောက်ကြိုက်တာကြီးတစ်ချိန်တည်းမှာဘယ်ဘက်လက်ဖြင့်ဂီယာပြောင်းရန်အသုံးပြုရပါမည်တဲ့အဖြေကတော့ကာကြီးလက်နက်ပတ်စနုံးဖြင့်စတီယာရင်ကိုခိုင်မြဲစွာစောက်ပန်ထားရမှာဖြစ်ပါတယ်နံပါတ်20ပြပြသောအကွေကိုထိမ့်ခွေနေစဉ်တင့်လျော်သောဂီယာမှာမိဒီနီတဲ့ကာကြီးဂီယာနံပါတ် တဲ့ခါခွေးကဂီယာနံပါတ်1သမုဂီယာနံပါတ်2တဲ့ကန်းငယ်ကဂီယာနံပါတ်2သမုဂီယာနံပါတ်3နဲ့အဖြေကတော့ကန်းငယ်ဂီယာနံပါတ်2သမုဂီယာနံပါတ်3ဖြစ်ပါတယ်27လမ်းခွေသမုတောင်ချိုးကို မောင်းတော့ကဘိုးကွာတက်ရောက်မှုကိုတဲ့ချောင်ချိုင်းရန်လှုပ်တဲ့ဒီမှာကာကြီးအချိန်မြင့်သည်တည်တဲ့ခါခွေးကအချိန်ချော့တဲ့သည်တဲ့ကန်းငယ်ဘရိတ်ကိုနင်းလိုက်လွတ်လိုက်လှုပ်တဲ့ပါသည်တဲ့အဖြေကတော့ခါခွေးအချိန်ချော့မှာဖြစ်ပါတယ်28 ံပါတ်20နဲ့သင်ဤရေရလမ်းကြောင်းကိုချက်မပြဘဲကြွေချင်းသည်တဲ့ကာကြီးချိန်ကုန်တက်တာစီလိမ့်မည်တဲ့ခါကွေးချားသောလမ်းသုံးပြုသူများကိုဘာမှဖြစ်စီလိမ့်မည်မဟုတ်ပါတဲ့ကားငယ်ချားရင်မောင်းများကိုထင်အောင်တင်မဖြစ်စီပြီးမတော်စရဖြစ်လိမ့်ပါမည်တဲ့အဖြေကတော့ကားငယ်ဖြစ်ပါတယ်နံပါတ်23ချိုးခွေရနိုင်တဲ့သို့မဟုတ်ရင်ကြော ပြောင်းရနိုင်တဲ့တင့်နေဖြင့်ကာကြီးချားရင်မအချက်ပြမီပြတာဒီကိုမတွေ့ရင်ဆက်လက်မောင်းနိုင်ပါသည်တဲ့ခါကွေး လက်မှတ်နေရာတွင် ရှိနေပါကတွေ့ဝေမနေပဲမောင်းနိုင်ပါသည်တဲ့ကငယ်ထို့သောမလုပ်မီမျက်ကွယ်နေရာများကိုစစ်ဆေးသင့်ပါသည်တဲ့အဖြေကတော့ကငယ်ထို့သောမလုပ်မီ မျက်ကွယ်နေရာများကိုစစ်ဆေးသင့်သည်ဖြစ်ပါတယ်နံပါတ်24ရင်အားကွင့်နေစဉ်ခြေနှင်းပရိတ်ကိုနင်းထားခြင်းသည်တဲ့ကာယီသင်ဤရင်ကိုပို၍ထိရောက်နိုင်စေသည်တဲ့ခါခွေရင်ကို ချော်စေသည်တဲ့ကငယ်ရင်ကိုအနယ်ကွင်းစွာရက်စေသည်တဲ့အဖြေကတော့ခါခွေရင်ကိုချော်စေမှာဖြစ်ပါတယ် နံပါတ်25ယင်သည်တဲ့လမ်းဝဲကိုဝိုက်နေစဉ်အပြင်ဘက်သို့ဆွဲနေသည်မှာအောက်ပါကိစ္စများကြောင့်ဖြစ်သည်ဟုသိထားသည်တဲ့ကာကြီးကပမြီဆွဲငင်အားတဲ့ခါခွေးကပော့တိုက်အားတဲ့ကားငယ်ကဘိုးခွာအားတဲ့အဖြေကတော့ဘိုးခွာဖြစ်ပါတယ်နောက်တင်ကန်းစာမှာခေါင်းစဉ်နံပါတ်25နောက်ဆုံးရာတွင်သတိပြုရမည့်အချက်များကိုတင်ကြပြီးမှဖြစ်ပါတယ်